အားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါရမရှင်ဆလပီအာဆီယံထိပ်သီးအစည်းအဝေးတက်ရန်အကြံဖက်စစ်ကောင်ဆောင်မြောက်လိုင်းကိုဖိတ်ကြားခြင်းမရှိဟုဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မလေးရှားနိုင်ငံကွာလာလံပူမြို့တွင်ပြုလုပ်ပြီးအာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်အကြံဖတ်စစ်ကောင်စောင့်မြောက်လိုင်းကိုဖိတ်ကြားခြင်းမရှိဟုသိရှိရကြောင်းမလေးရှားအစိုးရနှင့်ပုံမှန်ထိတွေ့ဆက်ဆံမှုများလုပ်နေသည့်ဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ် အော်တိုဘားလ26ရက်နေ့မှာအော်တိုဘားလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်58ကြိမ်လျောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန်ခေါင်းဆောင်စည်ရင်တွင်မရောက်နိုင်ပါဝင်သည်ဟုအကြံဖတ်စစ်တပ်လော်ဘီများကဝါဒဖြန့်နေကြသောလည်းလက်တွေ့တွင်မလေးရှားကမရောက်နိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုသိရှိရပါသည် အာဆီယံဥက္ကဋ္ဌမလေးရှားကထိပ်သီးအစည်းအဝေးတက်ဖို့စီကောင်းဆောင်ကိုဖိတ်ထားတာမရှိဘူးထိပ်သီးအစည်းအဝေးတက်ဖို့ကအာဆီယံဥက္ကဋ္ဌကဖိတ်မှတက်ရတာပါအခုထပ်တိတော့ဖိတ်ထားတာမရှိဘူးလို့သိရတယ်ဟုမလေးရှားနိုင်ငံသားဝင်ကြီးဌာနနှင့်ချီတွေ့ဆက်ဆံမှုရှိနေသည့်တော်လန်ရေးသတင်းရမျက်ကဆိုပါတယ်မလေးရှားနိုင်ငံတွင်ပြုလုပ်ကျင်းပမည့်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်မည့်ခေါင်းဆောင်များစာရင်းတွင်မေးအောင်လိုင်းနာမည်ကိုထည့်သွင်းဖော်ပြခဲ့သည့်မလေးရှား New Straight Time သတင်းဌာနကအခုအခါ မင်းအောင်လှိုင်နာမည်ကိုအာဆီယံထိပ်သီးအစည်းအဝေးတက်မြှင့်ခေါင်းဆောင်များဆက်ရက်မှဖြုတ်ပယ်ပြီးအမားပြင်ဆင်မှုများလှုံ့ဆော်သွားသည်အာဆီယံထိပ်သီးအစည်းအဝေးတွင်အမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံကြီးများ၏ခေါင်းဆောင်တချို့တက်ရောက်မည်ဖြစ်ပြီးအရှေ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်လက်ခံခြင်းအာဆီယံဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်နိုင်ငံသို့လွှဲပြောင်းခြင်းအပါအဝင်ကမ္ဘာရေးရာနှင့်မြမရေးရာတို့ကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများတွင်ဖော်ပြချပါသည်